တမတော်နိပညာတက္ကသိုလ်ဘူလောင်းတင်နန်းအမှတ်စဉ်29ရက်တင်နန်းစင်ကွန်ပျူစီရေးပြခန္ဓာကိုဒီကနေ့မနက်ပိုင်းကပြင်ဦးနေမြို့တမတော်နိပညာတက္ကသိုလ်စီရေးပြခွင့်မှာကျင်းပပြုလုပ်ရာနိုင်ငံတော်လွန်ကြုံရေးနဲ့အေဂျန်တာယာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးတရုံးမဟာတရေစီသူတို့တီတီသူတို့မှမင်းအောင်လိုက်တက်ရောက်မေးခွန်းပြောကြားပါရယ် အဆိုပါခန္ဓာတို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌတက်မတော်ကာကွယ်ဦးစီးချုပ်နဲ့အတူဇနီးတော်ကျူကျူလာကာကွယ်ဦးစီးချုပ်ရေဘူချုပ်ကြီးဇေယျကျော်ထင်ထိန်ဝင်းနဲ့ဇနီးကာကွယ်ရေးဦးစီးချုပ်လေဘူချုပ်ကြီးဇေယျကျော်ထင်စီသူထွန်းအောင်နဲ့ဇနီးကာကွယ်ဦးစီးချုပ်ယုံမှအဆင့်မြင့်တက်မတော်ရရှိကြီးများနဲ့ဇနီးများပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များပြည်ထောင်စုဝန်ကြီးများနဲ့ဇနီးများ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်မူမြာတက်မတော်နီးပညာတက္ကသိုလ်ကျောင်းအုပ်ကြီးပြည်ဦးနယ်တက်နယ်မှာတာဝန်ရှိသူများကျောင်းစင်းဘူလောင်များရဲ့မိဘဆွေမျိုးများနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ကြပါတယ်။ 两个辉，灭走。 ရှေးဦးစွာနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးတရုတ်မဟာတရေစီသူတို့တိရီသူရမမင်းအောင်လိုင်ကဘူလောင်းတက်ခွဲများရဲ့အလေးပြုခြင်းကိုခံယူကကျောင်းစင်းဘူလောင်းတက်ခွဲအားစစ်ဆေးပါရယ် Thank you. ဒီနောက်ဘူလောင်းတက်ခွေများကနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးဒရုမသရေစီသူဒရုတီတီသူရမမင်းအောင်လိုင်းအားအနည်းလျှောက်အမြန်လျှောက်ဖြင့်ချီတက်အလေးပြုကြပါရစေ။ 林甸伢这个多，男小男小兵，参加烈军营，来到部队伢更加呀，来。男小男小兵，参加烈军营，来到部队工 南中国，越走越贵呀！贵 အဲ့ဒီနော်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးတရုမာတရေစီသူတရုတိတိသူရမမင်းအောင်လိုင်ကတမတော်နီးပညာတက္ကသိုလ်ဘူလောင်းတင်တဲ့အမှတ်စဉ်29မှာအောင်စစ်တီစုရရှိသူဘူလောင်းအမှတ်8489ဘူလောင်းညံလင်းထက် လေးကျင်ရေးထူးချွန်စုရရှိသူဘိုလောင်အမတ်1936ဘိုလောင်အာကာဖြူနဲ့ စာပေတူးချွန်စုရရှိသူဘိုလောင်အမှန်8483ညဘိုလောင်စွန့်ထောင်တို့အားစုများအတီတီပေးအပ်ခြင်းမြင်ပါတယ်။ အဲ့ဒီနော်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌတက်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးတရုံးမဟာတရေစီသူတို့တို့တိတိတုမမင်းအောင်လိုင်ကတင်နန်းစင်းမိခွန်ပြောကြားပါဗျာ အဲ့ဒီနောက်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးတို့မှတရေစီသူတို့တိတိသူတို့မှမင်းအွန်လိုင်းဒီဘူလောင်းတက်ခွဲများရဲ့အလေးပြုခြင်းကိုခံယူပြီးနောက်စည်ရေးပြအခမ်းအနားမှာပြန်လည်ထွက်ခွာပါတယ်။ ဆေးရေးပြခန်းနာပြီးမှနိုင်ငံတော်လုံခြုံရေးနဲ့အေဂျန်တာယာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးတို့မှတရေစီသူတို့တရီသူတို့မှမင်းအောင်လိုင်းသည်တမတော်နီးပညာတက္ကသိုလ်ကျောင်းဌာနချုပ်အေခမ်းမမထူးချွန်စုရရှိကြတဲ့ဘိုးလောင်းများနဲ့၎င်းတို့ရဲ့မိဘဆွေမျိုးများကိုတွေ့ဆုံပြီးဂုံပြူအမစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။